အားလုံးမင်္ဂလာပါခင်ဗျာ welcome back to the next step youtube channel next step youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဒီတစ်ပတ်ကျွန်တော်တင်ဆက်မယ့်အကြောင်းကတော့ American Lenin တင်မောကြီး the USS Forrester မှာဖြစ်ပွားခဲ့တဲ့ disaster ကဆူကြီးအကြောင်းပဲဖြစ်ပါလေခင်ဗျာဒီ Lenin တင်မောကြီးပေါ်မှာဖြစ်ပွားခဲ့ရတဲ့ဒီဖြစ်ရဆိုးကြီးကိုအတွေ့အကြုံရှိပိုက်တော်များကြီးပြောပြချက်များကိုကိုကကြီး share ပေးတော့မှာပဲဖြစ်ပါလေခင်ဗျာဒီ Lenin တင်မောကြီး the USS Forrester အရှိပေးပါဦး အကောင့်နဲ့69ပြီရှိပြီး238ပြီအကျယ်ဝန်းရှိပါသေး။ခမန်းကြီးအပြင်ဒီတင်မောကြီးရဲ့အရှေ့ကဘောလုံးကွင်း၃ကွင်းစာပဲရှိပြီးအချိန်ကတော့ဘောလုံးကွင်း၃ကွင်းစာလောက်ကျပါလေ။ဒီတင်မောကြီးပေါ်မှာဟယ်လီကော်ပတာရှင်များအပါအဝင်ချက်တိုက်လေယာဉ်များဖြစ်တဲ့ F14, F4, A4 နဲ့ A6 ချက်တိုက်လေယာဉ်ပေါင်း85စီးကတည်ဆောင်နိုင်သောအကြီးဆုံးသောစူပါကရီယာအမျိုးအစားလေယာဉ်တင်တင်မောကြီးလည်းဖြစ်ပါလေ။အမေရိကန်နိုင်ငံရဲ့ပထမဆုံးသောဒေါင်ကျိုးနဲ့ ပလက်ဖလက်ကုန်းပတ်ရှိတဲ့တင်မောင်အမျိုးအစားကြီးလည်းဖြစ်ပါတယ်ခင်ဗျာ This is done on the USS Forest Bay လေးကိုစပွင့်လိုက်အောင်ခင်ဗျာ Pilot ဆစ်ပြန်ကြီး Bob William ရဲ့ပြောပြချက်အရဇူလိုင်29ရက်1969ခုနှစ်ကဗီယက်နမ်နိုင်ငံပင်လယ်ကွေ့ Gafford တုံးကင်းကဒီလင်းရင်တင်တင်မောကြီးပေါ်မှာမယုံနိုင်စရာအဖြစ်ပြက်ကတ်ဆိုးကြီးတစ်ခုဖြစ်ပွားခဲ့ပါလေတဲ့အဲ့ဒီနေ့ကဒီလင်းရင်တင်တင်မောကြီးကိုကပတိန်ကွန်မန်ဒါအဖြစ်ဂျွန်ဘဲလင်းကဦးဆောင်ခဲ့ပါလေ ဒီသင်္ဘောကြီးပေါ်မှာတော့သင်္ဘောသားပေါင်း9300ခန့်လိုက်ပါလာခဲ့ကြပါလေ။ဘီယန်နံကိုစစ်တပ်ဖို့အတွက်ပြင်ဆင်ရင်ဒီသင်္ဘောကြီးနဲ့အတူထွက်ခွာလာခဲ့ကြပါတော့လေ။ဘီယန်နံပင်လယ်ကွေထဲမှာ air strike alpha လေကြောင်းစစ်ဆင်ရေးကိုစတင်ဖို့ ready ဖြစ်နေကြတဲ့အချိန်မှာဒီအဖြစ်အဆိုးကြီးကစတင်ဖြစ်ပေါ်လာခဲ့ရပါလေ။ဒီနေရာမှာကျွန်တော် alpha air strike လေကြောင်းစစ်ဆင်ရေးအကြောင်းကိုအနည်းငယ်ရှင်းပြချင်ပါလေ။ alpha air strike လေကြောင်းကြီးလေရင်အုပ်စုတစုမှာတိုက်လေရင်ပြန်မောင်းအစီးရေး စုစုပေါင်း35စီးနဲ့အစီး40ခန်ပါဝင်ကြပါလေဒီချက်တိုက်လေးပြန်အုပ်စုဟာပြစ်မှတ်တစ်ခုကိုပဲရည်ရွယ်ပြီးပြန်တန်းရပါလေသူတို့တတ်မှတ်ထားတဲ့ပြစ်မှတ်ကိုရောက်လျင်တော့ဒီပြစ်မှတ်တွေကိုဘုံများနဲ့ guided rocket ဒုံးပြန်များဖြင့်ပစ်ကတ်ချိန်မုံပြီးမိခင်လေရင်တင်သင်္ဘောကြီးပေါ်ကိုပြန်ရောက်မှသာ mission completed ဖြစ်ပါလေခင်ဗျအဲ့ဒီနေမှာတော့ကျွန်တော်တို့ရဲ့ pilot ကြီးကလေရင်တင်သင်္ဘောကြီးပေါ်က star boat site လို့ခေါ်တဲ့သင်္ဘောညာဘက်ချမ်းရဲ့အရှိမှာသူကအရင်ဆုံးထိုင်နေခဲ့တာပါတဲ့ မှတ်တမ်းဝင်ဓာတ်ပုံတွေကအတိုင်းဆိုရင် A6 တိုက်လေရင်ကအဆုံးမှရှိပြီး F8 နဲ့ F4 လေရင်ကသူ့ဘေးမှာရထားပါလေတဲ့အနားမှာရှိတဲ့ A4 တိုက်လေရင်ကပြန်ထွက်ဖို့အဆင်သင့်ဖြစ်နေတဲ့အချိန်မှာပေါ့ဗျာအဲ့ဒီအချိန်မှာပဲကျွန်တော်လဲကျွန်တော်တိုက်လေရင်ပြန်လေးကိုပြန်ရောက်နေခဲ့ပါဘူးကျွန်တော်ကလေရင်ကိုရှေ့ထွက်လိုက်ပြီး P90 လောက်အကွာရောက်တော့ပြန်တန်းဖို့အတွက်ခတပော့ပြေးလမ်းဘက်ကိုဦးတည်ပြီးထွက်လိုက်ပါလေအဲ့ဒီအချိန်မှာပဲ Zuri Rocket ဒုံးပြန်တဲ့စင်းဟာ လင်းရင်တင်းမောညာဘက်ချမ်း Starbuck စိုက်ဘက်ကနေထွက်လာခဲ့ပါတယ်။ Zuri Rocket တို့မြန် Air to Air attack လုပ်တဲ့ guidance missile အမျိုးအစားလေးဖြစ်ပါတယ်။ဒီတို့မြန်ဟာလင်းရင်ကုန်းဘက်ကို cross ဖြတ်ပြီးညနေချင်းဆိုင်ဘက်မှာရပ်ထားတဲ့ A4 တိုက်လေရင် C tank ကိုတိုက်ရိုက်ထိမှန်ခဲ့ပါတယ်။အဲ့ဒီမှာပဲ disaster ကြီးကစပါတယ်။ကျွန်တော်နောက်ပြန်တက်ကြည့်လိုက်ချိန်မှာတော့မြင်လိုက်ရတာကတော့မိတော့ကြီးတွေတလုံးပြီးတလုံးတက်နေတာကိုတွေ့မြင်ရပါတယ်။ဘုံပေါက်ကွဲတံလေးလဲကြားနေရပါတယ်။ တင်မောသားတွေလည်းနေရာအဆုံးပြေးလွှားနေကြတာပေါ့ဗျာမိခိုးလုံးကြီးတွေကလည်းကျွန်တော်လေနောက်ဘက်ကနေဇက်တိုက်ဇက်တိုက်တက်လာနေပါလေဘုံတွေလည်းအဆုံလိုက်အတွဲလိုက်ထပ်ပောက်ကွဲလျက်ရှိပါလေဘာတွေဖြစ်ပြနေသလဲဆိုတာကိုလည်းမသိနိုင်တော့ဘူးသူတို့ပြောပြချက်ရမိလာမှုကြောင့်ဘုံကိုလုံးတော်ပောက်ကွဲသွားတယ်လို့သိရပါလေဒါအပြင်အချို့သော rocket များသည်လည်းတင်မောကြီးပေါ်မှာနေပောက်ကွဲကုန်ကြပါလေကျွန်တော်ရဲ့လင်ရင်ထဲကဘုံဘော်ရီယာဘုံလန်းချောင်းပြသူပြောတာကတော့ ငါတို့လီရင်ကညာဘက်ရှေ့ချမ်းတောင်ပံဘက်မှာလေလီရင်စီတွေထွက်ကြနေတာကိုတွေ့ရှိရတယ်လို့ပြောလို့ကျွန်တော်အပြင်ဘက်ကိုကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်လီရင်ရဲ့တောင်ပံကနေလီရင်စီတွေထွက်နေတဲ့စီတန်းကြီးကိုလေထဲမှာတွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့လီရင်ကိုတင်းမောကုန်းဘက်ပေါ်သို့ပြန်ဆင်းပြီးလီရင်ကိုရက်လိုက်ရပါတယ်။လီရင်အဖုံးကိုဖွင့်ပြီးကုန်းဘက်ပေါ်သို့ဆင်းလာခဲ့ကြပြီးလီရင်အနောက်ဘက်ပိုင်းကိုသွားခဲ့ကြပါတယ်။အဲ့ဒီမှာတော့လူပေါင်းအယောက်20ခန့်ဒဏ်ရာတွေနဲ့လဲကျနေတာကိုတွေ့လိုက်ရပါတော့တယ်။ ဒဏ်ရာရသူတွေကိုစေကုသဖို့အတွက်ဆုံးဖြတ်ပြီးတင်းမောအတွင်းပိုင်းတို့တည်ဆောင်လာခဲ့ကြပါလေ။ငါတို့လူနာတွေကိုဗနေယာကိုတည်ဆောင်သွားလဲဆိုတာကိုသိချင်းသွေးစည်းကြောင်းအတိုင်းသာလိုက်ခဲ့ရင်ငါတို့စစ်ပေကိုသွားနေကြတာကိုသိရမှာပါ။စစ်ပေဆိုတာကတော့တင်းမောပေါ်မှာထိခိုက်ဒဏ်ရာရသူနဲ့လူနာတွေကိုစေကုသဖို့လှုပ်ထားတဲ့စေယုံတစ်ခုပါပဲ။ငါတို့ရဲ့အနောက်ဘက်မှာတော့တင်းမောသားတွေဟာအလုတ်ချုပ်နေခဲ့ကြတယ်လို့ပြောပါလေ။လီးလောင်လဲသောလေရင်စီများသည်လေလေရင်ကုန်းမတစ်လျှောက်ဖိတ်စင်တာ ပောက်ကွဲမီးလောင်ကိုကြပြီးလူအသက်ပေါင်းများစွာဆုံးရှုံးခဲ့ကြရပါမယ်။တင်မောသား134ဦးတေဆုံးပြီး162ဦးဒဏ်ရာရရှိခဲ့တဲ့ဒီဖြစ်ရဆိုကြီးဟာအလွန်ပဲစင်ကောင်းကြီးများစွာဖြစ်ခဲ့ရပါတယ်။ဒီဖြစ်ပျက်ဆိုကြီးကြောင့် F4 Phantom 2တိုက်လေယာဉ်များ A4 Sky Hornet RA5C A5 Magellan D တိုက်လေယာဉ်များစုစုပေါင်း20စီးပျက်စီးဆုံးရှုံးခဲ့ရပြီးအခြားသောလေယာဉ်အစီး40ကျော်ခန့် damage ဖြစ်ခဲ့ရပါတယ်။ ပြင်ဆင်စည်းအနေနဲ့ US ဒေါ်လာ82မီလီယံကုန်ကျခဲ့ပြီးယခုခေတ်ငွေကြေးတန်ဖိုးနဲ့ဆိုရင် American ဒေါ်လာတန်ပေါင်း650ခန့်ကုန်ကျမယ်လို့သိရှိရပါတယ်ခင်ဗျာ။လေရင်တင်သင်းမောကြီးများတွင်များသောအားဖြင့်ဖြစ်ပွားခဲ့ကြတော့ဖြစ်ရဆုံးများ Mechanical failure ကြောင့်တော့လကောင်း Human error ကြောင့်တော့လကောင်း Landing challenge နဲ့ external factor များကြောင့်တော့လကောင်းအများဆုံးဖြစ်ပွားခဲ့ကြပါတယ်။ဒါကြောင့်ဒီလေရင်တင်သင်းမောကြီး The USS Forster တွင်လည်းဒီဖြစ်ရဆိုးကြီးဖြစ်ပွားပြီးနောက် ဘာကြောင့်ဖြစ်ခဲ့ရသလဲဆိုတဲ့အကြောင်းရင်း root cause ကိုအပြေရှားကြည့်တဲ့အခါမှာတော့ Zuri Rocket ရဲ့ safety pin ဟာလေတိုက်ခတ်မှုကြောင့်တော့၎င်းစစ်ဆေးသူရဲ့ပေါ်ဆမှုကြောင့်တော့၎င်း safety pin ပြုတ်ထွက်နေခဲ့ပြီးပိုင်လော့ကလေရင်ထွက်ခွာရန် engine set ကိုနှိုးလိုက်ချိန်မှာတော့မြက်စစ်လိုင်းကလေရင်ဝါရရီလမ်းကြောင်းတိုင်းအတွင်းပိုင်းကိုစီးဆင်းသွားခဲ့ပြီး Zuri Rocket system ကိုပြစ်ခတ်တယ်လို့ဖြစ်သွားခဲ့ရပြီးဒီဖြစ်ရဆိုကြည့်ဟာဖြစ်ပေါ်လာခဲ့ကြောင်းသိရှိခဲ့ရပါတယ် Human error အနေနဲ့ ground crew တွေကလည်း လေရင်ထင်းသင်းရင်းနဲ့လုံခြုံရေးအပိုင်းကိုပိုစီဂျာများတိုင်းစနစ်ကျလိုက်နာလုံဆောင်ရမှာဖြစ်လို့ rocket system safety pin ကိုလည်းလေရင်မထွက်ခင် situation check ကိုတေချာဆစ်ဆေးပြီး clear ဖြစ်မှလေရင်ကို launch လုပ်ရအချက်ပြရမှာဖြစ်ပါလေ။ဒီလျှက်စစ်ပိုင်း system များကိုလည်းဒုံးပြန် rocket များနဲ့ချိတ်ဆက်သည့်အပိုင်းကိုနောက်ပိုင်းတွင်ဒီအဖြစ်ပြက်မှတင်ကန်းစာယူ၍နောက်ပိုင်းတိုက်လေရင်ပြန်များတွင်အစ်စ်မြင့်တင်ခဲ့ကြပြီးပို၍ပို၍ safety count လှုပ်ဆောင်လာခဲ့ကြပါတော့လေ1993ခုနှစ်စက်တင်ဘာလတွင်တော့နှစ်ပေါင်း30ကျော်ကြာတာဝန်ထမ်းဆောင်လာခဲ့သည်ဒီလေတင်သင်္ဘောကြီးဟာတာဝန်မှအနာပေးခဲ့ပါတယ်2014ခုနှစ်တွင်တော့ဒီသင်္ဘောကြီးဟာယူစီအန်ပြတဲ့ပြည်တတ်တိုင်စူးစမ်းခဲ့ကြတော့လေအစီအစဉ်ပြတ်သွားခဲ့ရပြီနောက်ပိုင်း2015ခုနှစ်ဒီဇင်ဘာလတွင်တော့ဒီသင်္ဘောကြီးကိုအစစ်အစစ်အပိုင်းပိုင်းဖျက်တော့တော့ The USS Forrester လေတင်သင်္ဘောကြီးလေတခန့်ရအဆုံးသက်သွားခဲ့ရပါတယ် ကျွန်တော်ဒီတစ်ပတ်တင်ဆက်သွားတဲ့လင်းရင်တင်မောကြီးဘုတ်ကဖြစ်ရဆိုကြီးအကြောင်းကိုမိတ်ဆွေများစိုက်နှစ်တက်ကြလိမ့်မယ်လို့ညွှန်လိုက်ပါခင်ဗျာ။နောင်နောင်လာမယ့်အပတ်တွေမှာလည်းကောင်းတဲ့ကောင်းအောင်ကျွန်တော်တို့ဆက်လက်ကြိုးစားသွားပါမယ်ခင်ဗျာ။ကျွန်တော်နေ့စဉ်ဒီ channel ကိုအပိတ်နေတဲ့ပိတ်သက်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ Thank you for watching. Please like and do subscribe. Thank you. See you again.